တောင်ကုန်းအုပ်ရှိပင်ရိုးတောင်ကျော်လန်းမှာတည်ရှိတဲ့မြောင်ကျိုးရွာအနာကလေသာတောင်ခြေကိုလက်နဲ့နဲ့ရိတ်ခါရဲလာပေါ်တဲ့စစ်တပ်စစ်ကြောင်းကိုမနေ့ကအရခတက်တော်ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါရယ်။အဲဒီစစ်ကြောင်းမှာအင်အား80လောက်ပါဝင်ပြီးတော့လေသာတောင်ခြေမှာရောက်ရှိနေတဲ့စစ်တပ်ကိုလက်နက်ခင်းရဲနဲ့စားနေရိတ်ခါရဲလာပေါ်တာလို့ဒေသခံစီရေးသတင်းရင်းမြစ်တခုကပြောပါရယ်။အရခတက်တော်ကကြားဖြတ်စတင်တိုက်ခိုက်ရာကနေ့ နောက်ပိုင်းမှာတော့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဟာစင်လန်ကျေးရွာစခန်းကိုထပ်မံပြီးအခိုင်အမာတိဆောက်ထားကအဲ့ဒီစခန်းကနေတဆင့်ရှေ့တန်းတပ်တွေကိုထောက်ပို့ပေးနေတာဖြစ်ပါတယ်ညောင်ကျိုးအနီးလေသာတောင်ချင်းမှာစစ်တပ်ကခြေကုပ်ယူပြီးတော့အဲ့ဒီကနေမှတဆင့်ညောင်ကျိုးကိုထိုးစစ်ဆင်နေတာဖြစ်တယ်လို့စီရီသတင်းရင်းမြစ်တယောက်ကလည်းပြောပါတယ်စစ်တပ်နဲ့အာရခတပ်တော်တို့ဟာလေသာတောင်ကိုဗဟုပြုပြီးတော့နှစ်ဖက်အခြေကုပ်စခန်းတွေရယူကာ တိုက်ပွဲတွေနေဆန်ဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်။